ားလုံးပဲဒီဗီဒီယိုမှာကျတော့ကျွန်တော်ဒီ Binance Desktop ကိုဘယ်လိုမျိုးချက်တွေကိုကျွန်တော်တို့ပုံစံပြင်လဲ customize လုပ်လဲဆိုတာကိုပြောပြပေးမယ်။အဲ့တော့ကြာကျွန်တော်တို့ account အရှိမဝင်ခဲ့သလိုပဲဖုန်းကနေဝင်ပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒီဘက်ညာဘက်ဆုံးမှာ၃ခုရှိတယ် original trading view ရဲ့ dash ကအဲ့မှာ original အကြောင်းဆိုရင်သူကဒီမှာ Binance logo လေးနဲ့ဥစားပြီး original ချက်ဒီ trading view ကိုကျွန်တော်နောက်နေ့ကြာလို့ရှိရင်နောက်ဗီဒီယိုမှာ trading view အကြောင်းပြောပြမယ်။အခု original မှာပြောမယ့်ဥစားက Binance ကို customize လို့ reflex လုပ်လိုက်လို့ရှိရင်ဒါသူ့ရဲ့ပုံမှန် original မြင်ရတဲ့ဥစား အဲ့ဒီဥစ္စာကိုကျွန်တော်မကြိုက်ဘူးဒီနောက်မှနေမှာအတန်းနေနေဆိုတော့ကြည်ရတာရှုပ်တယ်အဲ့ဆို white clip ထောက်ဖို့အောက်ဆုံးမှာရှိတဲ့ chest setting ဆိုတာကိုတစ်ချက်နှိပ်နှိပ်ပြီးဒီမှာ sample ရကြတော့ဒါကျွန်တော်တို့ကန်နေပုံစံရွေးထားတာပေါ့နော်ဒီမှာ line chat ပြောင်းနေတယ်ဆိုဒီနောက်မှ line chat တွေပြောင်းမယ် bar chat ပြောင်းနေတယ်ဆိုလို့ရှိရင်လည်း bar chat ပြောင်းမယ်ကျွန်တော်တို့ဒီမှာပြောင်းနေတဲ့ပုံစံကိုနောက်ကနေပြီးလိုက်ပြီးတော့ပြောင်းလို့ရတယ်ပေါ့နော်ပြီးကန်နေကိုကျွန်တော်တို့ဒီမှာအစိမ်းအောင်အနီအောင်ထားချင်တာရတယ်ကျွန်တော်တို့အပြာအယောင်ကြိုက်တယ်ဆိုလို့ရှိရင်လည်း meter trader 4အတိုင်းအပြာဖြူတွေထားလို့ရတယ်အနက်ရောင်တွေထားလို့ရတယ်ကျွန်တော်တို့ဒီမှာအယောင်ပြောင်းလို့ရတယ်အဲ့လောက်ဒီမခက်ဘူး ဒီကနေမှာ background background ပြောင်းမယ်ဆိုလို့ရှိရင်ခု background color ဒီအနောက်မှာအနက်ရောင်ဖြစ်နေတယ်ပေါ့နော်ကျွန်တော်ကအဲ့ဒါကိုတချို့ကြတော့အနက်ကမျက်စိအဆင်မပြေဘူးဆိုရင်အဖြူချောင်းပြောင်းကျင်တယ်ဆိုရင် နောက်မှာအဖြူရောင်လေးကိုနှိပ်လိုက်ပြီးရင်ကျွန်တော်တို့ဒီအောက်မှာ shade cloud လေးရှိတယ်အဲ့ shade cloud လေးကိုနှိပ်လိုက်အဲ့ဒီရဲ့ရဲ့မကြိုက်ဘူးအနက်ရောင်ပြတ်ထားကျင်တယ်ဆိုရင်အနက်ရောင်ပြန်ထားလိုက်ရတယ်ပေါ့နော်ပြီးလို့ရှိရင်ဒီမှာကျွန်တော်တို့ particle grid line နဲ့ horizontal grid line တွေရှိတယ် grid line တွေဆိုတာကြီးကျွန်တော်တို့အလျားနဲ့ down line line တွေပေါ့နော်အဲ့ line တွေကကြည့်ရတာအဆင်မပြေဘူးဆိုလို့ရှိရင်ကျွန်တော်တို့ဒီနောက်မှာအဲ့ line တွေကျွန်တော်တို့ဖြုတ်ထားလို့ရတယ်ဒီရှင်းနာမှာရှိတဲ့အမှန်ချက်လေးကိုဖြုတ်လိုက်အဲ့ဒါဆိုလို့ရှိရင်ပျောက်သွားပြီပြီးရင်ကျွန်တော်တို့လိုချင်တဲ့ဟာ save နေလိုက်အဲ့ဒါဆိုရင်ဒီမှာ chat ကြည့်ပဲလုံးဝတီးတန်းပုံစံလေးမြင်ရမယ်ပေါ့နော်ဒါကကျွန်တော်တို့ဒီမှာရှိတဲ့အဥ္စာကို customize လုပ်တဲ့နေပါနောက်ပြီးရောက်လို့ရှိရင်ကျွန်တော်နောက်ပြီးတော့မှာဒီပေါ်မှာရှိတဲ့ time frame တွေအကြောင်းတွေနဲ့ဒီမှာရှိတဲ့ တန်တဲ့ဘေးပဲညာကဥစ္စာလေးတွေတူးချောင်းလေးတွေပြောပြမယ်။စင်ပီရတာရှိလို့ရှိရင်ကိုမမမန်ငယ်ပြည့်ကျင်တဲ့ဗီဒီယိုတွေရှိရဆိုလို့ရှိရင်ကိုမမမန်ငယ်အားလုံးပဲကျေးဇူးတင်ပါတယ်။အားလုံးပဲမင်္ဂလာပါ။ကျွန်တော်ဒီဗီဒီယိုမှာတော့ကျွန်တော် time frame တွေပေါ်တဲ့အကြောင်းနဲ့ပြီးလို့ရှိရင်ကျွန်တော် chat မှာအမျိုးအစားခေါ်တဲ့အကြောင်းတွေကိုကျွန်တော်ပြောပြပါမယ်။အရင်ဗီဒီယိုမှာတော့ကျွန်တော်တို့ဒီ chat ကိုလုံးဝ customize လုပ်ပြီးသွားပြီဆိုလို့ရှိရင်ဒီအပေါ်ဆုံးဘာမှရှိတဲ့ဥစ္စာလေးကဒီမှာကျွန်တော်တို့ 1 second ပေါ့နော်1 second ဆိုလို့ရှိရင် तू ကဒီတတိုင်းက1 second အတွင်းမှာဖြစ်နေတာပေါ့နော်15မိနစ်လို့ဆိုလို့ရွေးထားမယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ကဒါ15မိနစ် time frame ဒီ channel လေးတစ်ချောင်းပါဆိုလို့ရှိရင်15မိနစ်အတွင်းမှာအစိမ်းအောင်ဖြစ်သွားရဲ့ဆိုလို့ရှိရင်တော့ဒါဘူးဝယ်တဲ့လူတွေကအနိုင်ရရှိသွားတယ် အောက်ကိုကျသွားရဲဆိုလို့ရှိရင်တော့အနီရောင်လေးဖြစ်သွားရဲဆိုလို့ရှိရင်တော့ဒါကရောင်တဲ့လူတွေကအနိုင်ရရှိသွားတယ်ပေါ့နော်1 hour time frame ကိုပြောင်းကြည့်နေတယ်ဆိုလို့ရှိရင်ဒါဒီ1 hour time frame ကတော့ကျွန်တော်တို့တော်တော်များများအသုံးပြုကြတယ်တချို့မြန်မြန်ဆန်ဆန် scheduling trade ချင်တဲ့လူတွေကတော့ဒီ50 minute time frame မှာလည်းကြည့်တယ်ပေါ့နော်အဲတကယ်တကယ် day trader တွေဘာကြီးလုပ်မယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ကဒီ 1D time frame မှာပဲတော်တော်များများကြည့်တယ်အဲ့ကနေပြီးတော့ကျွန်တော်တို့ trend တွေကြည့်တယ်ပြီးလို့ရှိရင်ကျွန်တော်တို့ support resistance zone တွေကြည့်ပြီးတော့ဘိုင်းတာတယ်ပေါ့နော်ဒါကတော့ဒီပုံမှန်ရှိတဲ့ time frame တွေကျွန်တော်တို့ကအဲ့ time frame တွေကို customize လုပ်လို့ရတယ်ဒီဘက်ညာဘက်မှာရှိတဲ့အဆက်လေးကိုတစ်ချက်နှိပ်နှိပ်ပြီးလို့ရှိရင်ကျွန်တော်ဒီမှာ edit ရှိတယ်အဲ့ edit ထဲမှာကျွန်တော်တို့ထည့်ကျင်တဲ့ time frame ကိုထည့်လို့ရတယ်ဒီမှာအောက်မှာကျွန်တော်တို့သူတို့တော်တော်များများဒီမှာ man ပေါ့နော် man တွေရှိတယ်ဒီမှာ၈နာရီ time frame တွေရှိတယ်12 hour 17နာရီလည်းရှိတယ်ဒီမှာကျွန်တော်တို့ အစတမိုင်းလောက်ပြီးတော့ဒီကောင်လေးတွေမထည့်ကျင်လို့ဆိုရင်ဒီပေါ်ကဥစားလေးကိုဖျက်ထည့်ကျင်နေဆိုအောက်ကအပေါင်းလေးကိုထည့်ပါတော့။အဲ့ဒီပုံစံနဲ့လုပ်လို့ရတယ်။အားလုံးပဲကျေးဇူးတင်ပါတယ်။အဆင်ပြေပါတယ်။တခုခုသိကျင်နေဆိုလို့ရှင်ကွန်မတ်မှာမေးခဲ့။နောက်ဗီဒီယိုတွေကြာလို့ရှင်ထပ်ပြီးတော့ကျွန်တော်အနေနဲ့ဒီဘက်ကရှိတဲ့ indicator တွေဘယ်လိုထုတ်လဲ၊ indicator တွေဘယ်လိုဖျောက်လဲဆိုတာကိုကျွန်တော်ထပ်ပြီးတော့ပြောပြပေးသွားပါမယ်။အားလုံးပဲမင်္ဂလာပါ။ဒီဗီဒီယိုလေးမှာတော့ကျွန်တော်အနေနဲ့ဒီ desktop မှာ Binance ကိုကျွန်တော်တို့ trade ချင်တဲ့ pair တွေပေါ့ဥမာ BTC တွေ Ethereum တွေကိုဘယ်လိုမျိုးယူလဲမိမိ trade ချင်တဲ့ pair တွေကိုဘယ်လိုရှာလဲဆိုတာကိုကျွန်တော် ပြောပြပေးသွားမယ်ကျွန်တော်တို့ Binance desktop software တွေဝင်လိုက်ပြီဆိုလို့ရှိရင်ကျွန်တော် develop မှာမြင်ရတဲ့ဥစားလေးတစ်ခုရှိတယ်ဒီမှာ market ပေါ့နော်ဒီ market ဆိုတာကျွန်တော်တို့ဈေးတွေ buy crypto ဆိုတာတော့ကျွန်တော်တို့ crypto တွေဝယ်မယ် P2P တွေနဲ့ဝယ်တာ၄နောက်ပိုင်းကျွန်တော်ပြောပြပေးမယ်ဒီ trade ဆိုတဲ့နေရာလေးကိုတစ်ချက်ထောက် trade ဆိုတဲ့နေရာလေးကိုထောက်ပြီးလို့ရှိရင်ကျွန်တော်တို့ဒီပေါ်မှာ sats ဆိုတဲ့ဘားလေးရှိတယ်အဲ့ဒီနေရာလေးကိုကျွန်တော်တို့တစ်ချက်ထောက်လိုက်ရင်ဒီမှာကျွန်တော်တို့စုံရှိပါတယ် BTC လား Ethereum လား Solana လား ပေးလာဒါကျွန်တော်ကဒီမှာသူကပြောထားတဲ့ popular ဖြစ်နေတဲ့ဥစ္စာတွေကိုရွေးထားတာအဲ့တော့အောက်မှာထပ်ပြီးကြည့်ချင်တယ်ဆိုဒီမှာ model ကိုတစ်ချက်နှိပ်လိုက်အောက်မှာအများကြီးရှိတယ်ပေါ့နော်အဲ့မှာအခုကျွန်တော်ကရွေးထားတဲ့ဥစ္စာကကျွန်တော်ဒီမှာ BTC ကိုရွေးထားတယ်ကျွန်တော် BTC ကိုမကြိုက်ဘူးကျွန်တော်အနေနဲ့ကျွန်တော် Ethereum ထွက်ချင်တယ်ဆိုရင် Ethereum ပေါ်တစ်ချက်နှိပ်ပေးလိုက်အဲဆိုရင်ဒီချက်ဒီကျွန်တော်တို့ Ethereum ချက်ပုံစံပြောင်းသွားပါပြီเนาะကျွန်တော်တို့အိုက်ပုံစံအတိုင်းပဲကျွန်တော်တို့ချက်တွေကိုဒီအောက်မှာရွေးလို့ရတယ်ကျွန်တော်တို့ ဒီဘက်မှာဘယ်ပုံစံတွားခြင်းလဲကျွန်တော်တို့ trade ချင်တဲ့ဥစ္စာတွေကိုရွေးလို့ရပါတယ်သိချင်တာရှိလို့ရှင်ကွန်မန့်မှာမေးခဲ့လို့ရတယ်အဆင်မပြေတာရှိရင်လည်းကွန်မန့်မှာမေးခဲ့လို့ရပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ်ဒီအပိုင်းလေးမှာတော့ကျွန်တော်အနေနဲ့ဟို multi time frame ကို အချိန်နဲ့ဘိုင်ထဲမှာကြည်တာပေါ့နော်ကျွန်တော်တို့ကဥမာထွက်လို့ရတယ်ဆိုရင်15မိနစ်မှာဘာဖြစ်နေလဲတနားီမှာဘာဖြစ်နေလဲတရက်လုံးမှာဘာဖြစ်နေလဲတပတ်မှာဘာဖြစ်နေလဲဆိုတော့ကျွန်တော်တို့ကပြောင်းပြောင်းပြီးတော့ဒီမှာဒီလိုမျိုးကြည်လို့လည်းရတယ်ပေါ့နော်ဒီ body မှာဒါပေမဲ့အဲ့လိုမကြည့်ချင်ဘူးကျွန်တော်တို့အချိန်နဲ့ဘိုင်ထဲမှာဖြစ်နေတဲ့ဥစ္စာကိုကြည့်ချင်တယ်ဆိုလို့ရှိရင်ဒီ trading တုပ်တဲ့နေရာမှာကျွန်တော်လိုအပ်တယ်ပေါ့နော်အဲ့ဒီဥစ္စာတကယ်နောက်ပိုင်းထွက်လာလို့ဆိုရင်တိလာလိမ့်မယ်အဲ့ဒီဥစ္စာကြည့်နေကျွန်တော်ပြောပြမယ်အဲ့တော့ကျွန်တော်အခုပြောပြမယ်ဆိုလို့ရှိရင်အခုကျွန်တော်ရွေးထားတာ BTC chat ပေါ့နော်ဒီ BTC chat ကိုအခုကျွန်တော်1 hour မှာရွေးထားတယ် ကျွန်တော်ကနောက်ထပ်15မိနစ်အတွက်လည်းကြီးကျင်တယ်ကျွန်တော်နောက်ထပ်၄နိုင်အတွက်လည်းကျွန်တော် four hour အတွက်လည်းကြီးကျင်တယ်ပေါ့အဲ့တော့ကျွန်တော်ဖော်မယ်ဆိုလို့ရှိရင်ဒီဘက်ညာဘက်အဆွန်မှာရှိတဲ့ဒီမှာအတုံးလေးလေးတော့ဒီအပေါ်ကဥစ္စာကကြတော့ကျွန်တော်အမျိုးအစားမတူတဲ့အရာကြီးတာခုကအမျိုးအစားတူတဲ့ဥစ္စာကြီးမှာဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီဘက်ကအောက်ကနှစ်ခုကိုရွေးလိုက်ရွေးလိုက်ပြီဆိုဒီမှာပေါ်လာပြီပေါ့နော်သူကဒီမှာ BTC USDT ဒီမှာလည်း BTC USDT အဲ့တော့ကျွန်တော်တို့ကဒီ BTC ကိုကျွန်တော်တို့ကဘယ်လိုကြည့်ကျင်တာလဲဆိုလို့ရှိရင်ဒီ BTC ကိုကျွန်တော်တို့က time frame တစ်ခုကြည့်မယ်ဒီ BTC ကိုကျွန်တော်တို့က time frame ကြည့်မယ်ဒီနားမှာ time frame လေးဒီမှာ ီဘက်အဆုံဆုံးတွေမှာ DBDC ကိုကျွန်တော်က30မိနစ်30မိနစ် time frame အတွက်ကြည့်တယ် DBDC ကိုကြတော့ကျွန်တော်က1 hour ီမှာကျွန်တော်1 hour ရွေးထားတယ်1 hour time frame အတွက်ကြည့်တယ်အဲ့လိုမျိုးကျွန်တော်တို့က time frame မတူတဲ့ဥစ္စာနှစ်ခုကိုကျွန်တော်တို့ကရှင်ပြီးတော့ကြည့်လို့ရတယ်ဒါကကျွန်တော်နှစ်ချက်ပဲကြည့်ရတာလားတကယ်ကြီးချက်တွေအများကြီးစခွင်ကြီးရင်ကြီးတယ်လို့မျိုးကျွန်တော်တို့ကြည့်လို့ရတယ်အဲ့ဒါကျွန်တော်တို့ဟိုဘက်ဒီဘက်ရွှေ့နေစရာမလိုတော့ဘောကျွန်တော်တို့အစဉ်ပြေပြေနဲ့ထိတ်လို့ရပါတယ်သိချင်တာရှင်ကွန်မန့်မှာရေးရဲနောက်ပိုင်းကြလို့ရှင်ကျွန်တော်ဒီချက်တစ်ခုမှရှိတဲ့ဒီ indicator တွေဖြုတ်တာတွေတက်တာတွေကိုကျွန်တော်ပြောပြပေးသွားမယ် ဒီပိုင်းလေးမှာတော့ကျွန်တော်အနေနဲ့မာတီချက်ကြည့်နေကိုပြောပြမယ်မာတီချက်ဆိုတာကကျွန်တော်တို့ချက်တွေအများကြီးကြည့်နေတာပေါ့ကျွန်တော်တို့ဒီ Binance မှာတစ်ခုကောင်းတာကမာတီချက်ကိုကျွန်တော်တို့ free ကြည့်လို့ရတယ်ဒါပေမဲ့ trading view တို့ဘာလို့မှာကျွန်တော်တို့မာတီချက်ကို free ကြည့်လို့မရဘူး pro ဝယ်ကြည့်မှကြည့်လို့ရတာအဲ့တော့ကျွန်တော်အနေနဲ့မာတီချက်ကြည့်တဲ့အခါမှာနှစ်မျိုးရှိတယ်ဥပမာမာတီချက်ကြည့်ရဆိုတာကျွန်တော်တို့ BDC လည်းကြည့်ကျင်တယ် Ethereum လည်းကြည့်ကျင်တယ်အတခြား BNB တွေလည်းကြည့်ကျင်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ Mari ချက်ကြည့်တာကိုအသုံးပြုတယ်အဲ့တော့ Mari ချက်ကြည့်မယ်ဆိုလို့ရှိရင်ကျွန်တော်နှစ်မျိုးရှိတယ်အရင်ဆုံးကကိုကျွန်တော်ကဒါကို BTC ပဲမှာကျွန်တော်ကြည့်တယ်ဒါပေမဲ့နောက်ထပ်တစ်မျိုးကြည့်ကျင်တယ်ပေါ့ဒီမှာဆိုကျွန်တော်ကြည့်ထားတဲ့ဒီအပောင်းလေးကိုတစ်ချက်နှိပ်အပောင်းလေးကိုနှိပ်ပြီးကျွန်တော်ကို XRP SOL SOL ကိုကြည့်ကျင်တယ်ဆိုတော့ကျွန်တော် SOL ကိုထောက်လိုက်တယ်ဆိုရင်ဒီ SOL ချက်ကပေါ်လာတယ်ဒါပေမဲ့ဒီကောင်က Mari ချက်ကြည့်တယ်ဆိုတာကကျွန်တော်တို့ဒီ BTC ကိုကြည့်ကျင်တယ်ဆို BTC ကိုတစ်ခေါက်ပြန်နေရတယ် SOL အဲဆို ကိုကြည့်ကျင်တယ်ဆိုလို့ရှိရင် SOS ကိုတစ်ချက်ပြန်ပြီးတော့ကြည့်ရတယ်။ဥမာချက်ကိုကျွန်တော်ကြည့်ကျင်တယ်ဆိုရင်ဒီနားမှာရှိတဲ့အားလေးကိုနှိပ်လိုက်အဆွင်ကြီးသွားပြီပေါ့နော်။ပြန်သေးကျင်တယ်ဆိုရင်လည်းဒီကောင်းအောင်သေးလိုက်။ဒါကတော့ကျွန်တော်တို့ကျွန်တော်တို့ကြည့်ကျင်တဲ့ချက်ကိုထောက်ထောက်ပြီးတော့ကြည့်ရတာ။အဲ့လိုမျိုးမကြည့်ကျင်ဘူးဆိုလို့ရှိရင်ကျွန်တော်ဒီဘက်ညာဘက်ဆွန်သွား။ညာဘက်ဆွန်သွားလိုက်လို့ရှိရင်ကျွန်တော်တို့ဒီမှာ၄တောင်းအတုံးလေးရှိတယ်။ဒီမှာ multi check view လို့လည်းရေးထားတယ်။အဲ့ကောင်လေးကိုတစ်ချက်နှိပ်ကျွန်တော်တို့ဒီမှာနှစ်ချက်ကြည့်လို့ရတယ်၊သုံးချက်ကြည့်လို့ရတယ်၊၄ချက်ကြည့်လို့ရတယ်၊၆ချက်ကြည့်လို့ရတယ်။အဲ့တော့ကျွန်တော်တို့နှစ်ချက်လောက်၊သုံးချက်လောက်ပဲဆင်ပေးတယ်ပေါ့နော်။အဲ့တော့ကျွန်တော်နှစ်ချက်ကြည့်ပြမယ်။ အဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့တူးချက်ကိုရွေးလိုက်တယ်တူးချက်ကိုရွေးပြီးလို့ရှိရင်ခုနသဘောတရားပဲဒါပေမဲ့ तू ကနှစ်ခုကိုကျွန်တော်တို့ရှင်ပြီးတော့ကြည့်လို့ရတယ်ပေါ့အရင်တစ်ခုကကြတော့ကျွန်တော်တို့ထောက်ထောက်ပြီးတော့ကြည့်ရမယ်ဒီခေါင်းကကြတော့ရှင်ပြီးတော့ကျွန်တော်တို့ကြည့်လို့ရတယ်ကျွန်တော်တို့ရဲ့ဒီ screen ကြီးကြီးသလိုမျိုးကြည့်လို့ကောင်းတယ်ပေါ့တချို့ dozen ဒီ monitor အကြီးကြီးတွေလက်မ40လောက်ဘာလို့လဲဆိုအဆင်ပြေတယ်ပေါ့အဲ့တော့ကျွန်တော်တို့ကကြည့်ကျင်တယ်ဒီမှာ Ethereum ကြည့်ကျင်တယ်ဒီဘေးနားမှာရှိတဲ့အများလေးကိုတစ်ချက်ထောက်လိုက်ပေါ့နော်ကျွန်တော်အခု chat view ကြည့်တာကိုပြမယ်အဲ့တော့ဒီမှာတစ်ချက်ထောက်ထောင်းလိုက်လို့ရှိရင်ကျွန်တော်တို့ဒီမှာ ပေါ်လာပြီးအဲ့ search store တဲ့နေရာလေးကိုတစ်ချက်နှိပ်လိုက်နှိပ်လိုက်ရင်ဒီမှာကျွန်တော်တို့ကြည့်ချင်တဲ့အောင်ကျွန်တော်ကအခုဒီကောင်ကိုအခု Ethereum ဘဲနဲ့ကြည့်ချင်တယ်ဆိုရင်ဒါ Ethereum ကိုထောက်လိုက်ပါတော့ဒါဆိုရင်ဒီချက်မှာဒီကျွန်တော်တို့ Ethereum ပေါ်လာပြီအဲ့တော့ကျွန်တော်ကဒီဘက်မှာ BTC ကိုကြည့်ချင်တယ်ဆိုရင်ဒါ BTC ရွေးထားတာအခုကတခြားကြည့်ချင်တဲ့ဥစ္စာကိုလည်းရွေးလို့ရတယ်အဲ့ပုံစံနဲ့လည်းကျွန်တော်တို့ကြည့်လို့ရတယ် multi chat ကြည့်တဲ့ဥစ္စာကဒီလိုမျိုးနှစ်ခုရှင်ပြီးတော့ကြည့်လို့ရတယ်အမှဒီမှာကျွန်တော်တို့ BTC 1ဟာဝါမှာဖြစ်နေတဲ့ဥစ္စာတွေကြည့်လို့ရတယ်ဒီဘက်မှာ အီတာရီယန်ဝဟဝါမှာဖြစ်နေတဲ့ဥစ္စာသူတို့နှစ်ခုကိုကျွန်တော်တို့ချိန်ပြီးလို့ရတယ်အဲ့ဒီပုံစံနဲ့မာဒီချက်ကြီးလို့လည်းရတယ်လို့ခုနကျွန်တော်ပြောသလိုမျိုးဒီ BTC ကိုထောက်ကြည့်လိုက်ကျွန်တော်တို့ဒီဘက်က XRP ကိုထောက်ကြည့်လိုက်နဲ့ကျွန်တော်တို့နှစ်ခုကိုလည်းရွေးပြီးတော့ကြည့်လို့ရတယ်နောက်ဗီဒီယိုမှာနောက်အပိုင်းမှာကျတော့ကျွန်တော်မာဒီ time frame ကိုတစ်ချိန်နဲ့ကြည့်တဲ့ပုံစံပေါ့နော်ဥမာချက်၃ခုတစ်ခုမှာ15မိနစ်တစ်ခုမှာမိနစ်20အဲ့လိုမျိုးကြည့်တဲ့ဥစ္စာလေးပြောပြပေးမယ်သိချင်တာရှိရင် comment မှာမန်းခဲ့ပါဒီပိုင်းလေးမှာတော့ကျွန်တော် indicator အကြောင်းလေးနည်းနည်းပြောမယ် indicator ထည့်တာပိတ်တာလေးပြောပြမယ် ဲ့တော့ indicator ကြောင့်မပြောရင်ကျွန်တော်တို့ဒီမှာ binance မှာဆိုလို့ရှိရင်ကနှစ်ပိုင်းရှိတယ်ပေါ့နော်ဒီမှာအရာလေးတွေ့လာမသိဘူးအဲ့အရာလေးကိုဖိပြီးတော့ကျွန်တော်တို့ကဒီလိုအပေါ်အောက်ဒီလိုဆွဲလိုက်လို့ရှိရင်ကျွန်တော်တို့နှစ်ပိုင်းဆိုတာကျွန်တော်တို့ဒီအပေါ်အောက်အပိုင်းကိုကျွန်တော်တို့က main ပေါ့အဓိကကျွန်တော်တို့ချက်တွေအဓိကချက်ပေါ့နော်ဒီပေါ်မှာကျွန်တော်တို့ဒီ trade လောက်တဲ့ချက်ကြီးကိုကြည့်တဲ့အဓိက main ဒီအောက်ကကျတော့ကျွန်တော်တို့ set ပေါ့နော်သူ့ရဲ့အပိုင်းစာလေးတခုအဲ့တော့ indicator မှာလည်းနှစ်ခုရှိတယ်အပေါ်မှာလည်း main indicator ရှိတယ်လို့အောက်မှာလည်း set indicator ဆိုတာရှိတယ်အဲ့တော့ကျွန်တော်တို့ဒီနှစ်ခုကိုထည့်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ခုဒီမှာရှိနေတဲ့ကနှစ်ခု ထည့်ထားတဲ့ဥစ္စာကိုကျွန်တော်တို့ဘယ်နှသွားထည့်တာလဲဆိုရင်ဒီအပေါ်ဆုံးမှာရှိတဲ့ technical indicator ဆိုတာရှိတယ်။အဲ့ဒါအောင်တစ်ချက်ဝင်ဝင်လို့ရှိရင်ဒီမှာ main indicator နဲ့ sub indicator ဆိုပြီးတော့နှစ်ခုရှိတယ်။ main indicator မှာကျွန်တော်တို့ဒီဘက်ဘယ်ဘက်ချမ်းမှာရှိတဲ့ဥစ္စာတွေ MA တို့ EMA တို့ bowling jar တို့အစရှိတဲ့ဥစ္စာတွေကိုကျွန်တော်တို့အမှန်ကြီးလေးချစ်လိုက်။ခုအမှန်ကြီးလေးဖြုတ်ထားတယ်ဆိုရင်ဒီဘက်မှာကျွန်တော်တို့ပျောက်သွားပြီးအမှန်ကြီးပြန်ထည့်လိုက်ပြီးဆိုရင်ဒီဘက်မှာပေါ်လာတယ်။အဲ့လိုမျိုးကျွန်တော်တို့ MA ဆိုတဲ့ moving average ရွေးပြီးပြီဆိုလို့ရှိရင်ဒီဘက်မှာကျွန်တော်တို့ MA ဘယ်နဲ့ချောင်းထည့်ကျင်တာရော ဒီမှာအားလုံးမှသူက10ခုလောက်ထည့်လို့ရတယ်အဲ့တော့ကျွန်တော်တို့ကဒီမှာ MA ခုသူကတစ်ချောင်းနှစ်ချောင်းသုံးချောင်းထည့်တာလေဒါက original ကျွန်တော်ထည့်ထည့်ကျင်နေဆိုလဲထည့်လို့ရတယ်၄၅ကျွန်တော်တို့ဒီမှာ number တွေပေးဖို့လိုတယ်ဒီထဲမှာကျွန်တော်တို့ထည့်ကျင်တဲ့ moving average number တွေပေးပြီးရင်ကျွန်တော်တို့ဒီမှာ save ဆိုတဲ့ cloud ကိုနှိပ်လိုက် ကျွန်တော်တို့ကဒီမှာ moving average တွေဒီ moving average ကိုမတုံးချင်ဘူးပြောင်းချင်တယ်ဆိုလို့ရှိရင်လည်းဒီမှာ50တရာကျွန်တော်တို့အစားရှိတဲ့ဥစ္စာတွေပြောင်းလို့ရတယ်။အဲ့လိုပဲ set indicator မှာလည်းဒီမှာကျွန်တော်တို့ volume indicator ပေါ်နေတယ်။ volume indicator ကိုဖြုတ်ချင်တယ်ဆိုလို့ရှိရင်ဒီဘက်မှာရှိတဲ့အမှန်ကလေးကိုဖြုတ်လိုက်အားဆိုလို့ရှိရင်ဒီမှာ volume indicator မရှိတော့ဘူး။ထည့်ရချင်တယ်ဆိုရင်ဒီမှာ volume indicator ထည့်လို့ရတယ်။ဒီမှာလည်းတခြားကိုတုံးချင်တဲ့ indicator တွေထည့်လို့ရတယ်။ ဒါပြီးလို့ရှိရင်ကျွန်တော်တို့ save ဆိုတဲ့ cloud လေးကိုနှိပ်လိုက်လို့ရှိရင်ရပြီဒါကတော့ကျွန်တော်တို့သူ့ရဲ့ original ဥစ္စာအဲတကယ်ကြီးအလို့မဟုတ်ဘူးကျွန်တော်တို့တကယ်နိုင်ငံခြား channel တွေကနေပြီးတော့တချို့ BIB channel တွေကပေးတဲ့ indicator တွေရှိတယ်အဲ့လိုဟာတွေတုံးကျင်တယ်ဒါမှမဟုတ်လို့ရှိရင်ကိုကလည်း trading မှာ professional တယောက်ဖြစ်လာတယ်ဒါမှမဟုတ်လို့ရှိရင်ကိုကဒီ coding အကြောင်း coding အကြောင်းတွေလည်းနည်းနည်းပါးပါးကျွမ်းကျင်တယ်ဆိုဒီမှာကျွန်တော်တို့ code တွေနဲ့ indicator တွေရေးလို့ရပါတယ်အဲ့မှာမိမိရေးကျင်တဲ့ ပုံစံ indicator တွေထည့်ပြီးတော့ရေးလို့ရတယ်တချို့နိုင်ငံခြား channel BIM channel တွေမှာပေးတဲ့ indicator တွေကိုလည်းဒီထဲမှာထည့်ပြီးတော့သုံးလို့ရတယ်ပေါ့နော်ဒါကတော့အရင်အနေနဲ့ professional ဆန်သွားပြီပေါ့နော်အခုပုံမှန်ဒီ main indicator နဲ့ဒီ set indicator တွေမှာသုံးတဲ့ဥစ္စာလေးထည့်ပြထားတယ်အဲ့တော့ကျွန်တော်တို့အခုထည့်တဲ့ဥစ္စာလေးကကျွန်တော်တို့ဒီမှာ ပေါ်ဘူးပေါ်ကျင်တယ်ဆိုလို့ရှိရင်ဒီမှာမျက်လုံးပုံစံလေးရှိတယ် show ဆိုတာလေးကိုနှိပ်လိုက်အဲဆိုဒီမှာ indicator line လေးတွေပေါ်သွားတယ် indicator တန်မိုးတွေဒီဒီ shape မှာရှိတဲ့ indicator တန်မိုးတွေကိုကျွန်တော်တို့ကြည့်လို့ရရပါတော့အဲတော့သိကျင်တာရှိတယ်ဆိုလို့ရှိရင်ကွန်မန့်မှာရေးခဲ့နောက်ပိုင်း indicator အကြောင်းလေးအသေးစိတ်ထပ်ပြီးတော့အဖွင့်ပိတ်လေးတွေပြောပြပေးမယ်အစဉ်ဒီပိုင်းလေးမှာတော့ကျွန်တော် indicator အကြောင်းလေးနည်းနည်းပြောမယ် indicator ထည့်တာပိတ်တာလေးပြောပြမယ်အဲ့တော့ indicator ဆောင်မပြောရင်ကျွန်တော်တို့ဒီမှာ binary မှာဆိုလို့ရှိရင်ကွာနှစ်ပိုင်းရှိတယ်ပေါ့နော်ဒီမှာအရာလေးတွေ့လားမသိဘူးအဲ့အရာလေးကိုဖိပြီးတော့ကျွန်တော်တို့ကဒီလိုအပေါ်အောက် ီလိုဆွဲလိုက်လို့ရှိရင်ကျွန်တော်တို့နှစ်ပိုင်းဆိုတာကျွန်တော်တို့ဒီအပေါ်ကအပိုင်းကိုကျွန်တော်ကျွန်တော်တို့က main ပေါ့အဓိကကျွန်တော်တို့ chat တွေအဓိက chat ပေါ့နော်ဒီပေါ်မှာကျွန်တော်တို့ဒီ trade လောက်တဲ့ chat ကြီးကိုကြည့်တဲ့အဓိက main ဒီအောက်ကကျတော့ကျွန်တော်တို့ set ပေါ့နော်သူ့ရဲ့အပိုင်းစာလေးတစ်ခုအဲ့တော့ indicator မှာလည်းနှစ်ခုရှိတယ်အပေါ်မှာလည်း main indicator ရှိသလိုအောက်မှာလည်း set indicator ဆိုတာရှိတယ်အဲ့တော့ကျွန်တော်တို့ဒီနှစ်ခုကိုထည့်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ခုဒီမှာရှိနေတဲ့ကနှစ်ခု ထည့်ထားတဲ့ဥစ္စာကိုကျွန်တော်တို့ဘယ်နာသွားထည့်ထားလဲဆိုရင်ဒီအပေါ်ဆုံးမှာရှိတဲ့ technical indicator ဆိုတာရှိတယ်။အဲ့ဒါအောင်တစ်ချက်ဝင်ဝင်လို့ရှိရင်ဒီမှာ main indicator နဲ့ sub indicator ဆိုပြီးတော့နှစ်ခုရှိတယ်။ main indicator မှာကျွန်တော်တို့ဒီဘက်ဘယ်ဘက်ချမ်းမှာရှိတဲ့ဥစ္စာတွေ MA တို့ EMA တို့ bowling jar တို့အစရှိတဲ့ဥစ္စာတွေကိုကျွန်တော်တို့အမှန်ကြီးလေးချစ်လိုက်။ခုအမှန်ကြီးလေးဖြုတ်ထားရဲဆိုရင်ဒီဘက်မှာကျွန်တော်တို့ပျောက်သွားပြီးအမှန်ကြီးပြန်ထည့်လိုက်ပြီးဆိုရင်ဒီဘက်မှာပေါ်လာတယ်။အဲ့လိုမျိုးကျွန်တော်တို့ MA ဆိုတဲ့ moving average ရွေးပြီးပြီဆိုလို့ရှိရင်ဒီဘက်မှာကျွန်တော်တို့ MA ကနေချောင်းထည့်ကျင်တာရော ဒီမှာအားလုံးမှသူက10ခုလောက်ထည့်လို့ရတယ်အဲ့တော့ကျွန်တော်တို့ကဒီမှာ MA ခုသူကတစ်ချောင်းနှစ်ချောင်းသုံးချောင်းထည့်ထားတယ်ဒါက original ကျွန်တော်ထပ်ထည့်ခြင်းလဲဆိုလဲထည့်လို့ရတယ်၄5ကျွန်တော်တို့ဒီမှာ number တွေပေးဖို့လို့တယ်ဒီထဲမှာကျွန်တော်တို့ထည့်ခြင်းနဲ့ moving average number တွေပေးပေးပြီးကျွန်တော်တို့ဒီမှာ save ဆိုတဲ့ clock ကိုနှိပ်လိုက်ကျွန်တော်တို့ကဒီမှာ moving average တွေဒီ moving average ကိုမတုံးချင်ဘူးပြောင်းချင်တယ်ဆိုလို့ရှိရင်လည်းဒီမှာ50တက်ရကျွန်တော်တို့အစားရှိတဲ့ဥစ္စာတွေပြောင်းလို့ရတယ်။အဲ့ အဲ့လိုပဲ set indicator မှာလည်းဒီမှာကျွန်တော်တို့ volume indicator ပေါ်နေတယ် volume indicator ကိုဖြုတ်ချင်တယ်ဆိုလို့ရှိရင်ဒီဘက်မှာရှိတဲ့အမှန်ကြေးလေးကိုဖြုတ်လိုက်အဲဆိုလို့ရှိရင်ဒီမှာ volume indicator မရှိတော့ဘူးထည့်ရချင်ရဆိုရင်ဒီမှာ volume indicator ထည့်လို့ရတယ်ဒီမှာလည်းတခြားကိုသုံးချင်တဲ့ indicator တွေထည့်လို့ရတယ်ဒါကပြီးလို့ရှိရင်ကျွန်တော်တို့ save ဆိုတဲ့ cloud လေးကိုနှိပ်လိုက်လို့ရှိရင်ရပြီဒါကတော့ကျွန်တော်တို့သူ့ရဲ့ original ဥစ္စာအဲတကယ်ကြီးအဲ့လိုမဟုတ်ဘူးကျွန်တော်တို့တကယ်နိုင်ငံခြား channel တွေကနေပြီးတော့တချို့ BIB channel တွေကပေးတဲ့ indicator တွေရှိတယ်အဲ့လိုဟာတွေသုံးချင်တယ်ဒါမှမဟုတ်လို့ရှိရင်ကိုယ်ကလည်း trading မှာ professional တယောက် ဒီဗီဒီယိုလေးမှာပြောပြမယ့်အပိုင်းလေးကတော့ကျွန်တော်တို့ဗောနော်တချို့ကြတော့ဒီပိုင်းမှာတချို့တွေက indicator တွေတုံးထားတယ်ဒါမှမဟုတ်ဆရာကျွန်တော်တို့ indicator တွေထည့်ထားတယ်ဒီမှာဒါပေမဲ့ဒီမှာလည်း indicator တွေထည့်ထားတယ်ဒါပေမဲ့ကျွန်တော်တို့ထည့်ထားတဲ့ indicator တွေကျွန်တော်တို့ဒီ chat ပေါ်မှာမတွေ့ရဘူးဘယ်လိုလုပ်ရမလဲအားဆိုလို့ရှိရင်အဲ့လိုပျောက်နေတဲ့တွေဆိုရင်ကျွန်တော်တို့ဒီဘက်ဘယ်ဘက်အစွန်မှာရှိတဲ့မြားလေးတွေရှိပါတယ်အဲ့ဘယ်ဘက်အစွန်မှာရှိတဲ့မြားလေးတွေကိုတစ်ချက်ထောက်ပေးလိုက်အားဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာတုံးထားတဲ့ဒီမှာ indicator မပေါ်သေးဘူးပေါ့နော်ဒါကအမျိုးအစားပဲပေါ်လာသေးတာကျွန်တော်တို့ဒီ chat မှာပေါ်ဖို့ဆိုလို့ရှင်ဒီမှာ show ဆိုတဲ့မျိုးလုံးပုံစံလေးကိုနှိပ်လိုက်နှိပ်လိုက်ပြီဆိုလို့ရှင်ကျွန်တော်တို့ဒီ chat မှာပေါ်လာတယ်အဲ့မှာကျွန်တော်တို့ဒီမှာအယောင်300ရှိတယ်ရဲလို့ရဲဒီမှာဒါဆိုရင်ဒါဆိုရင်ဒါပန်းအောင်ပေါ့နော်ဒီအောက်ကဥစ္စာဆိုလို့ရှင်ခရမ်းအောင်ပေါ့ဒီလိုအယောင်လေးတွေတုံးမှုရှိတဲ့ဥစ္စာက तू ကဒီအဝိုင်းအောင် line လေးရဲ့ကဘလောက်ကိုကိုးစားပြုလဲဆိုဒီမှာသူရှေ့မှာရှိတယ်ဒါဒီ moving average 7ကိုကိုးစားပြုတယ်ဒီ အလဲကပန်းအောင်လေးရဆိုလို့ရှင်25ကိုကိုစားပြုတယ်။ဒီအောက်ကခန်းအောင်လေးရဆိုလို့ရှင်60ကိုကိုစားပြုတယ်။အဲ့တံမိုးကိုချိန်ရင်လည်းဆိုလို့ရှင်ကျွန်တော်စတင်နဲ့ကိုသွားဒီမှာကျွန်တော်တို့ချိန်လို့ရတယ်။အဲ့ကနေမသွားချင်ဘူးဆိုလို့ရှင်လည်းကျွန်တော်ရှေ့မှာပြောခဲ့သလိုပဲဒီပိုင်းကနေပြီးတော့သွားပြီးတော့ချိန်လို့ရတယ်။ပြီးရင် C ကိုနှိပ်ဒီမှာကျွန်တော်တို့တုံးကျင်တဲ့နံပါတ်တွေပေါ့နော်။ဒီမှာနံပါတ်တွေထက်အယောင်တွေလည်းဒီမှာကြိုက်တဲ့အယောင်ကျွန်တော်တို့ထည့်လို့ရတယ်။ဒီမှာကာလာတွေပေါ့နော်။ဒီဘက်မှာဘာအောင်ထားကျင်လဲအဖြူအောင်ထားကျင်လဲဆိုလို့ရှင်လည်းအဖြူအောင်ထားကျင်လို့ရတယ်။အဲ့ဒါလေးတွေကိုကျွန်တော်တို့ပြောင်းလို့ရတယ်ပေါ့နော်။ဒီပုံမှာရှိတဲ့အယောင်လေးတွေ ဒီမှာအနှက်ရောင်ထားခြင်းနဲ့ဆိုလို့ရှိရင်လည်းအနှက်ရောင်ပေါ့ကျွန်တော်တို့အစိမ်းနေအနီတွေတော့တိတ်ပြီးတော့မထားဘူးဘာဖြစ်လို့ကန်နယ်တွေနဲ့ရောတတ်တယ်ပေါ့နော်ကန်နယ်တွေနဲ့ရောတတ်တဲ့အတွက်ကြောင့်မလို့မထားဘူးကျန်တဲ့အယောင်တွေကြိုက်တာထားပြီးစပြန်လို့လိုက်အားဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာအနှက်ရောင်ဆိုတော့ဒါကပျောက်သွားတာပေါ့နော်အယောင်ပျောက်တယ်လို့ဖြစ်နေဒီပိုင်းလေးမှာတော့ကျွန်တော်အနေနဲ့အရေးကြီးတဲ့အဥ္စာပေါ့ဒီ scabling တော်တော်များများကကျွန်တော်တို့တော်တော်များများတချို့ စိတ်မရှိကြတာလည်းပါတယ်အမြန် profit လိုချင်တဲ့လူတွေအမြတ်လိုချင်တဲ့လူတွေကကျွန်တော်တို့ scalping trader များတဲ့ဥပမာ15မိနစ် time frame တို့တချို့ဆိုလို့ရှိရင်9မိနစ်တွေပိုင်းတောင် trade တာရှိရဲဒါပေမဲ့ကျွန်တော်အားတော့မပေးဘူး15မိနစ်လောက်ထိကလက်ခံလို့ရသေးတယ်အဲ့တော့ကြတော့15မိနစ်မှာ trade တဲ့လူတွေဘာတွေပဲဖြစ်ဖြစ်တနားရီမှာပဲ trade trade ကျွန်တော် trade ကျင်တဲ့အပိုင်းမှာ trade ကျွန်တော်တို့အရေးကြီးတဲ့ဥစ္စာရှိရဲအဲ့ဒါဘာလဲဆိုလို့ရှိရင်ဒီအောက်လေးမှာပေါ်နေတဲ့ဒီ countdown ပေါ့နော် countdown ကလေးကအရင်အရေးကြီးတယ်ဘာလို့လဲဆိုတော့ခုဒီမှာဆိုလို့ရှိရင်ဒီမှာ15ပေါ့နော်15ရောက်သွားပြီဆိုလို့ရှိရင်သူကနောက်15မိနစ်အတွင်းမှာဒီတိုင်ရဲ့အဆုံးချက်က ာပြီးသွားပြီတက်မှလားကျမှလားဆိုတာဒီတတိုင်ကတက်ခဲ့တာလားကျခဲ့တာလားဆိုတာဆိုတော့ကျွန်တော်တို့ပြန်ပြီးတော့သုံးသက်လို့ရတယ်ပေါ့အဲ့တော့အခုဒီမှာဥပမာအားဖြင့်ဒီမှာဆိုလို့ရှိရင်ဒါ15မိနစ်ပဲကျွန်တော်တယ်ကျွန်တော်ဒီတနာရီကိုယူထားတဲ့အတွက်ကြောင့်မလို့45မိနစ်ကုန်ပြီးသွားပြီ45မိနစ်အတောအတွင်းမှာ तू ကခုဒါဒီအယောင်းနေဖြစ်နေတယ်လို့ဒါဆိုရင်သုံးသက်လို့ရတယ်ပေါ့နော်ဒီအပိုင်းလေးမှာ45မိနစ်အတွင်းလုံးမှာရောင်းခဲ့တဲ့အတွက်ကြောင့်မလို့ဒီမှာဒီနေနေတယ်ကြာနေအဲ့တော့နောက်15မိနစ်အတွင်းမှာဒါဘိုင်ယာတွေဝင်လာမှဒါဒီကောင်ဒီဘူးဖြစ်သွားနိုင်မယ်အဲ့ ောက်ကနေပြီးတော့ဝယ်တဲ့လူကြီးကြီးမားမားရှိမှလာတယ်ကောင်နိုင်ပါမယ်မဟုတ်ရင်တော့ဒီ15မိနစ်တွင်မှာဒီကောင်ကြီးဆက်ပြီးတော့ကြာမယ်လို့အချမ်းမြင်တုံးတက်လို့ရတယ်အဲကြတော့ဒီ countdown လေးကအရန်အရေးကြီးတယ် အဲ့တော့အဲ့ဒီ counter ဟောင်းလေးနဲ့ဒီ price line ပေါ့တချို့ဆိုရင်ဒီ price line ခုဆိုရင်ဈေးတန်း139 443နှစ်မှာရှိနေတယ်အဲ့ဈေးတန်းလေးကိုဘယ်လိုဖော်လဲဘယ်လိုပိတ်လဲဆိုတာကိုကျွန်တော်အနေနဲ့ပြောပြမယ်အဲ့တော့ကျွန်တော်တို့ DR လေးကို right click ထောက်လိုက် right click ထောက်ပြီးကျွန်တော် mode setting ဆိုတာရှိတယ်အဲ့ mode setting နဲ့ဝင် mode setting နဲ့ဝင်ပြီးဒီမှာ price line ဆိုတာရှိတယ်အဲ့ price line ဆိုတာလေးကိုထောက်လိုက်ရင်ဒီဘက်မှာ market price line နဲ့ countdown ဆိုတာရှိတယ်အဲ့ဒါလေးကိုကျွန်တော်တို့အဖွင့်ပိတ်လုပ်လိုက်ပါအဲ့ဆိုလို့ရှိရင်ကျွန်တော်တို့လိုချင်တဲ့ countdown နဲ့ market price ဖော်တဲ့ဥစ္စာလေးရပါလိမ့်မယ်ဒါကကျွန်တော်တို့ဒီ binance မှာပေါ့နော် trading view မှာဖော်ကျင်လဲဆိုလို့ရှိရင် trading view နဲ့လုပ်တဲ့လူတွေဆိုလို့ရှိရင် trading view ကိုသွားသွားပြီးလို့ရှိရင်ကျွန်တော်တို့အဲ့ဒီဥစားဖော်တဲ့နေလေးကျွန်တော်ပြောပြပေးမယ်ဒီဘက် trading view panel ရဲ့ရောက်ပိုင်းဟိုးအောက်ဆုံးမှာရှိတဲ့ဒီဘက်မှာဆက်သွားလို့ပုံစံလေးရှိတယ်အဲ့ကောင်လေးကိုတစ်ချက်ထောက်ထောက်ပြီးလို့ရှိရင်ဒီမှာသူကတော့ရှင်းတယ် countdown to bar close ဆိုတာလေးကိုအမှန်ချစ်ချစ်တာနဲ့အမှန်ချစ်မချစ်တာနဲ့ပဲကွာပါတယ်အမှန်ချစ်ချစ်လိုက်တယ်ဆိုလို့ရှိရင် countdown to bar ပေါ်လာပါလိမ့်မယ်ဒီမှာလဲကျွန်တော်တို့14မိနစ်ပေါ်ပါတယ်တိကျနာရှင်ကွန်မန့်မှာရေးခဲ့အားလုံးစင်ပြေမဲ့ထင်ပါတယ် ပိုင်းလေးမှာပေါ့နော်နည်းနည်းအရေးကြီးတာလေးပြောပြပါမယ်ဒီပိုင်းမှာဆိုလို့ရှိရင်ကျွန်တော်တို့ဒီ drawing 2တွေအကြောင်းပြောပြမယ်အရှိတ်ပိုင်းနေရာတော့ indicator အကြောင်းတွေပြောထားတယ်အဲ့တော့ကျွန်တော် drawing 2ပိုင်းပြောမယ် drawing 2ပိုင်းပြောမယ်ဆိုရင်ကျွန်တော်တို့ဒီမှာ chart ရှိတယ်ပေါ့နော်ကျွန်တော်တို့ကြည့်နေတဲ့ chart ကဒီဘက်ဘယ်စွန်လေးမှာရှိတဲ့ဒီညားလေးကိုကျွန်တော်တို့တစ်ချက်အဖွင့်ပိတ်လုပ်လိုက်လို့ရှိရင်ကျွန်တော်တို့ဒီမှာ drawing 2တွေပေါ်လာပြီပေါ့နော်ဒီမှာစာလဲပြပါတယ်သူက show drawing 2ဆိုပြီးတော့အဲ့တော့ကျွန်တော်ဒီဘောကနေစပြောမယ်ဒီဘောကဆိုတော့ဒါဒီ cursor 2 cursor 2ဆိုတော့ကျွန်တော်တို့ပုံမှန်တိုင်းပဲဒီ laptop ကဒီညားလေးပဲပေါ့နော် ဒီကောင်ကတော့နည်းနည်းအသုံးဝင်တယ် cross casa cross casa ကြတော့ကျွန်တော်တို့ဘယ်လိုလဲဆိုလို့ရှင်ကျွန်တော်တို့အောက်မှာဆိုရင်ကျွန်တော်တို့ရက်ဆွဲကြည့်လို့ရတယ်ခုဒါဆိုရင်2025ကျွန်တော်တို့6လပိုင်း16ရက်နေ့4နာရီ30ရာဖြစ်သွားတဲ့ဥစားပေါ့နော်ဒီဘက်ကဈေးတန်းကဘယ်လောက်တုန်းကျွန်တော်တို့ကဒီရက်ဆွဲမှာဒီအချိန်မှာအတိအကျကြည့်တဲ့အချိန်မှာဥမာကျွန်တော်တို့သတင်းတွေထွက်တယ်ဆိုလို့ရှင်ဒီအချိန်မှာဖြစ်သွားတဲ့ဈေးတန်းကဘယ်လောက်လုံးတက်သွားတာလားကျသွားတာလားဆိုတာကိုကျွန်တော်တို့ဒီ cross casa လေးနဲ့ကြည့်ပြီးတော့သုံးတယ်ပြီးအသေးစိတ် detail သုံးတဲ့နေရာတွေမှာဒီ cross casa လေးကသုံးတယ်ပေါ့နော်အဲပြီးလို့ရှင်ဒါကတော့ trend line ကျွန်တော်တို့တော်တော်များများ ဒီကင်နာတွေတုံးတယ်ပေါ့နော်ဒီမှာ trend line မှာလည်းသူကအများကြီးရှိတယ် horizontal တွေရှိတယ်ကျွန်တော်တို့အဲ vertical တွေလည်းရှိတယ်ဒီမှာကိုကြိုက်တဲ့ဥစ္စာတုံးဥမာကျွန်တော်ကဒီမှာ trend line မှာရွေးထားတယ်ပေါ့နော် trend line ဆွဲမယ်ဆိုလို့ရှိရင်ဒါလေးကိုထောက်လိုက်ဥမာ trend line တစ်ခုကျွန်တော်ဆွဲမယ်ဆိုရင်အဲဒါကိုခုကျွန်တော်အကြမ်းင်းဒီမှာတစ်ခုကျွန်တော်ဆွဲလိုက်တယ်ပေါ့နော်အဲဒါဆိုရင်ဒါ trend line တစ်ခုဖြစ်သွားပြီအဲ့ trend line ကိုကျွန်တော်တို့ကထပ်ပြီးတော့ chain လို့ရတယ်ပေါ့အခုဒါကျွန်တော်ဆွဲထားတဲ့ဥစ္စာကိုကျွန်တော်တို့ဒီမှာသူ့ရဲ့ pixel လေးတွေရှိတယ်ကျွန်တော်တို့ပါးခြင်းလားထူခြင်းလားအဲကျွန်တော်တို့ဒီမှာ chain လို့ရတယ်ပေါ့နော်ဒါကကျွန်တော်တို့ ပုံမှန်လဲတုံးရည်လို့ဆိုသိပါတယ်ဒီမှာအယောင်ချိန်ရင်လည်းဆိုလို့ရှိရင်ဒါ attrans ဆိုလို့ရှိရင်ဘာအောင်တုံးမှာလဲ down trend ဆိုရင်ဘာအောင်တုံးမှာလဲကိုတင်နေတာလေးနေနဲ့ကိုပြီးရင်အဓိကကတော့ဒီ trend line နေမှာဆွဲထားတဲ့ဥစ္စာကိုကျွန်တော်တို့နောက်မရွေ့ကျင်ဘူးဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာ lock ခတ်လို့ရတယ် lock ဒါဆိုလို့ရှိရင် unlock ဆိုလို့ရှိရင်ဒီကောင်ကကျွန်တော်တို့လှုပ်လို့ရတယ်ပေါ့နော်အဲဒါပေမဲ့ lock ခတ်ထားရဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီကောင်ကလှုပ်လို့မရတော့အဲကျွန်တော်တို့ဒီမှာတော့ပုံစံလေးဖြစ်သွားရဲဆိုလို့ရှိရင်ဒီကောင်ကလုံးဝဒီမှာရွှေ့လို့မရတော့ဘူးပြန်အောင်လို့ရွှေ့ကျင်တယ်ဆိုရင်ဒီပုံစံလေးမှာ unlock ဆိုပြီးတော့ပြန်လုပ်ပြီးတော့ဒီထိတ်ပုံစံလေး ီအဝိုင်းပုံစံလေးကိုထောက်ပြီးရင်ကျွန်တော်တို့ဘယ်ကိုဆွဲကျင်လဲအဲကျွန်တော်တို့ဆွဲကျင်တဲ့နေရာကိုကျွန်တော်တို့ဆွဲလို့ရတယ်ပေါ့နော်ဒီပုံစံတိုင်းနဲ့ကျွန်တော်တို့ဒါဆွဲတာပြုတာလုပ်လို့ရတယ်ပေါ့နော်ပြီးရင်ကျွန်တော်တို့ဒါ delete လုပ်ချင်တယ်ဆိုလို့ရှိရင်လည်းဒီမှာဒါ crop ပုံစံလေးဖြတ်လိုက်အဲဒါကတော့ trend line trend line ထဲမှာမှာအများကြီးရှိတယ်ပေါ့နော်ဒီမှာ horizontal ဆိုလို့ရှိရင်လည်းဒါ horizontal line ပေါ့ကိုက vertical ဆိုလို့ရှိရင်လည်းဒီပုံမှာထောက်ချင်တယ်ဆိုလို့ရှိရင်လည်းဒါ horizontal line အဲ့မှာလည်းအကြောင်းလေးချိန်လို့ရမယ်ပြုလို့ရမယ်ပြီးလို့ရှိရင်ကျွန်တော်တို့ဒီမှာဒါ arrow down down arrow up arrow ပေါ့နော်ဒီကောင်လေးက ဥမာပေါ့ကျွန်တော်တို့ဈေးတန်းကျွန်တော်တတ်မယ်လို့ယူဆထားတယ်ပေါ့အဲအဲ့လိုမျိုးချင်းနေတင်ဂေတာလေးနဲ့ဆိုရင်ဥမာဒီနေရာမျိုးဒီအောက်ခြေရောက်တဲ့အချိန်မှာကျွန်တော်တို့ကဒီကောင်လေးရတာတက်သွားတဲ့ပုံစံမျိုးလေးတင်ဂေတာလေးပြမယ်ပြီးလို့ရှိရင်ကျွန်တော်တို့ကဥမာကျသွားမယ်ပေါ့ဒေါင်ရဲဒီပေါ်မှာမျိုးဆိုရင်ဒါကျွန်တော်တို့ကဒါဒရောင်းအောက်ကိုကျမဲ့ပုံစံလေးတွေကျွန်တော်တို့တတ်မှတ်တဲ့နေရာမှာတုံးလို့ရပါတယ်ပြီးလို့ရှိရင်ကျွန်တော်တို့ဒီဘက်မှာရှိရနော်ဒါ5 unity ဒီဘာတွေကတော့နောက်ပိုင်းကျွန်တော်ပြောပြမယ်အဓိကဒီကောင် rectangle လေးတွေအသုံးများတယ် အဲ rectangle ရဘလိုနေရာမျိုးတွေမှာကျွန်တော်တို့သုံးရတယ်ဆိုအမ support resistance ဆွဲတဲ့ချိန်လေးမျိုးမှာကျွန်တော်တို့ဒီလိုမျိုး resistance လေးတွေရှိနေတယ်ဆိုလို့ရှိရင်အဲဥမာဒီလိုမျိုး support resistance ဆွဲတဲ့နေရာတွေဒီမှာ background color ကျွန်တော်တို့ချိန်လို့ရတယ်ပေါ့နော်အနီအောင်ပြောင်းမလားကိုဘာအောင်ထားခြင်းတော့ဒီမှာအနီအောင်ထားခြင်းလဲဆိုလို့ရှိရင်လည်းအနီအောင်အဲဒါဆိုရင်ကျွန်တော်တို့ဒီပုံစံလေးတွေပြောင်းလို့ရပါတယ်အဲအဲ့ဒါလေးပြီးသွားရင်ဒီအောက်ဆုံးလေးမှာပေါ့ဒါတိတ်တော့ तू ကကျွန်တော်တို့ဟိုအရန်ကြီးတော့အစုံကြီးမပါဘူးကျွန်တော်တို့ trading view လောက်တော့အရန်စုံကြီးမပါဘူးပေါ့နော် ဒီမှာအကုန်လုံးမျက်စိမှောင်ကန်လေးပိတ်လိုက်မယ်ဆိုလို့ရှင်ကျွန်တော်ဆွဲထားတဲ့အကုန်လုံးပျောက်သွားပြီကျွန်တော်တို့ပြန်ကြည့်ချင်တယ်ဆိုရင်ကြည့်လို့ရတယ်ပေါ့လော့ခ်ချင်တယ်ဆိုရင်ဒီမှာအကုန်လုံးဒါတော့တစ်ခုချင်းစီလောက်တာမဟုတ်ဒါအကုန်လုံးကိုခြုံပြီးတော့လောက်တာ individual လောက်ချင်တယ်ဆိုလို့ရှင်ကျွန်တော်တစ်ခုချင်းဒီမှာ click ထောက်ပြီးတော့ကျွန်တော်တို့ဒီမှာ top အဖွင့်ပိတ်လောက်တာပေါ့ဒါကတော့အကုန်လုံးကိုခြုံပြီးတော့လောက်တာဖြစ်ပါတယ်ဥမာဖြတ်ချင်တယ်ဆိုလို့ရှင်လည်းဒီမှာ delete all ဆိုပြီးတော့အကုန်လုံးဖြတ်လိုက် confirm ဖြစ်တယ်ဆိုလို့ရှင်ဖြတ်လိုက်ပြီးရှင်ကျွန်တော်ဆွဲထားတာဒီအကုန်လုံးကျွန်တော်တို့ပြတ်သွားပြီဒါ original အတိုင်းပြန်ပြီးတော့ရသွားပြီတိတ်တော့မစုံဘူးဒါပေမဲ့အတုံးဝင်မယ်ထင်ပါတယ် အဆင်မပြေတာရှိရင် comment မှာမေးခဲ့နောက်ဗီဒီယိုမှာကျွန်တော်တို့ trading view chat မှာတုံးတဲ့အကြောင်းလေးတွေထပ်ပြီးတော့ပြောပြပေးသွားမယ်